ီချက်ရှင်နဲ့ညီမလေးကလေးတဲ့တင်တာတော့တလားမပြည့်သေးဘူးဒါပေမဲ့ရှေ့တင်နောက်ကမဖြစ်နေလို့ပါရဲ့ဘယ်လိုလုပ်ရမလဲ ਨੇ ဒီညီမလေးကိုအကြံပေးနေချက်ကတီဗီလေးကိုတခြားသူတွေတော်လည်းအတုံးဝမယ်ထင်လို့ တင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့သူတွေရှိလားဆက်ချုပ်ပညာတင်နေရင်းနဲ့ရှေ့ကတင်နေနောက်ကဟာရမေးတဲ့လုံနေတော့တင်နေတော့မှာတော့ဒါတော့နားလေတဲ့အဆင်ပြေတယ်လိုက်ပြီးချုံနိုင်တယ်တက်သွားတယ်ဒါပေမဲ့နောက်ထပ်ဟိုတင်ငန်းစာတစ်ခုအစ်စ်တင်လိုက်တဲ့ခါမှာရှေ့ကတင်ငန်းစာကိုပြန်ပြီးတော့မေ့သွားတယ်ပေါ့နော်အဲ့လိုလူမျိုးတွေရှိလားအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးဆုံးဖြတ်ကြည့်သွားပေးပါရှင်အဲ့တော့ခြေတို့ကဒီလိုမျိုးဖြစ်နေတဲ့သူတွေကိုချက်ကအပိုင်းလေးနှစ်ပိုင်းခွဲပြီးတော့အချက်နှစ်ချက်နဲ့ဘာလို့ရမလဲဆိုတော့အကြံဉာဏ်လေးပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးတစ်ချက်ကတော့ဒီခြေတို့ကိုကအဲ့လိုဖြစ် ်နေတဲ့ဘာသာရပ်တွေအများကြီးကိုခေါင်းထဲကိုစုပြီးတော့ထဲလို့မရဘူးရှေ့ကတင်လဲခါနောက်ကဟာကိုပြန်မိသွားတယ်အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကဘာလုံးလို့ရလဲဆိုရင်တပါတာတဲ့ကိုပဲဖြစ်မြောက်အောင်တင်လို့ရပါတယ်ဥပမာခြေတော်ခုအပြင်လောကမှာဆိုလဲအများကြီးရှိတယ်ဆက်ချုပ်ဆိုင်ဖွင့်ထားတယ်ဒါပေမဲ့သူ့ရှိမှာအာတပါတာလောက်ပဲရတယ်ပေါ့နော် ဥပမာကုတ်အင်းကြီးကိုဟိုဆရာကြအောင်ချုပ်နိုင်တယ်ကုတ်အင်းကြီးကိုတင်လန်းတွေလည်းပြန်ဖွင့်တယ်ကုတ်အင်းကြီးအထည်တွေလည်းချုပ်တယ်ဒီတမျိုးပဲလုပ်တယ်ဆိုတဲ့သူတွေလည်းရှိတယ်အဲ့ဒါဆိုရှင်လည်းဟိုအဆင်ပြေတယ်ပေါ့နော်နောက်ပြီး style man ဆိုလည်း style man သူရှိမှ style man တော့သူ့လက်ရတော့လုံးဝ style man မှာဆိုပြောစရာမလိုဘူးဆရာကြီးပဲအဆင်ပြေတယ်ကုတ်အင်းကြီးမှာဆိုဆရာကြီးသူရှိတာတော့အလိုက်အကုန်အဆင်ပြေတယ်ဒါပေမဲ့ဒီတမျိုးပဲလုပ်တာ เนาะအဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီတလန်းသွားလို့ရပါတယ်ဒီဟိုကိုကဒီတဘာသာကိုပဲသွားမယ်ပေါ့ကိုကပေါင်းမီချုံမာလာအင်းကြီးချုံမာလာခုနကချယ်ရှိရပြောသွားလို့ဥပမာအဖြစ်ကုတ်အင်းကြီးချုံမာလာဘာချုံမာလဲနော်ကိုအစင်ပြေတဲ့ဘာသာရဲ့တမျိုးကိုပိုင်နိုင်တယ်ကိုကလည်းဒီဟာကိုချုပ်ရတာဝါဒနာပါတယ်ဒါနဲ့ပဲသွားမယ်ဆိုရင်ဒီတလန်းကိုပဲသွားလို့ရတယ်ချုပ်ဆက်ချုပ်ပညာရမှာဆိုရွေးချယ်စရာဘာသာရဲ့ဒီအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်နာမည်ကြီးတစ်စိတ်တွေအောင်ရှိရလေဥပမာဘော်လီပဲချုပ်တယ်အန်တာဝဲပဲချုပ်တယ်ဆိုလို့ရှိရင်ကိုရဲ့ဒီ နာမည်နဲ့ပေါ့နော်ကိုယ့်ရဲ့နာမည်နဲ့ volley အင်ဂျီကိုလုံးဝ professional တကြတက်အောင်တင်လိုက်တယ်ဒီတမျိုးပဲထုတ်တယ်ဒီတမျိုးပဲထုတ်တယ်ဒါနဲ့လဲစီးပွားဖြစ်တဲ့သူတွေရှိတယ်ပေါ့နော်ဒါအမျိုးမျိုးပဲရှိကြတယ်လေကိုကဒီတစ်ဘာသာပဲကျွမ်းကျင်နေဆိုဒီတစ်ဘာသာနဲ့ပဲဒီတစ်ဘာသာမှာတော့ကိုကလုံးဝတစ်ဖက်ကန်းကက်ပေါ့နော်လုံးဝဒါနဲ့လာပြီးတော့ပတ်သက်ရင်ကိုကိုကြိုက်တဲ့နေရာဆန်းဆိုပြီးတော့နော်ဒီတစ်ဘာသာနဲ့ပဲတွားတဲ့သူတွေလည်းရှိတယ်ဆက်ချုပ်ပညာဆိုတာဟိုရှိသမျှဘာသာရဲ့တဲ့အကုန်လုံးတက်နေစရာမလိုဘူးကိုကိုကြိုက်တဲ့ line ကိုကိုကြိုက်တဲ့ပုံစံနဲ့တွားလို့ရတယ်ဒါဆိုလို့ရှိရင်ချက်ကုန်းကပြောလို့ကိုကဒီတစ်ဘာ သာတွေကိုပဲ professional ကြအောင်သင်နေတာဒီတစ်ဘာသာတွေကိုပဲ UTP လေ့လာနေတာဖြစ်တဲ့အတွက်ရှေ့ကသင်ဟိုနောက်ဟာမေ့သွားတာမျိုးမဖြစ်တော့ဘူး သဘောပေါက်ပြီလားဒီတမျိုးတွားလို့ရတယ်။ Okay ဒုတိယတမျိုးဆယ်ကအထည်ချုပ်ရှင်ကဒီချေအထည်ချုပ်ရှင်ကကိုနှခလိုမျိုးချေရှိကပြောသွားလိုမျိုးတဘာသာရဲလုတ်ချင်တာမဟုတ်ဘူးလာသမ ्या အထည်ကိုချုပ်ချင်တာဝါဒနာပါတာဆိုလို့ရှိရင်တော့ဘလို့သွားလို့ရလဲဆိုလို့ရှိရင်သူများထက်တော့အချိန်ပိုပြီးပေးရမှာပေါ့နော်သူများကအာ9လနဲ့အချိန်ပေးရဆိုကိုက10လအချိန်ပေးရမှာတော့သူများကတစ်နှစ်ဆိုကိုက2နှစ်အချိန်ပေးရသူများထက်တော့ကိုက2ဆလောက်ဥပြီးတော့ဒီထောင်လေ့လာရမယ် ချေပြောတာသဘောပေါက်လားကိုကအရှိရဘာသာရဲ့တခုတင်လိုက်တဲ့ဥပမာဆိုပါတော့ကိုကရင်မုံချုပ်တာကိုတင်လိုက်တယ်โอเคရင်မုံမှာကိုရွာသွားပြီးကျွမ်းကျင်သွားပြီးအဲနောက်ထပ်ကိုကဆိုပါတော့အုံွက်ထဲတဲ့ပတ်တန်တခုထပ်တင်တယ်အုံွက်ထဲရဲ့အင်းကြီးချုပ်လိုက်တယ်အဲ့လိုမျိုးချုပ်ပြီးသွားပြီးဆိုလို့ရှိရင်လေကိုကနောက်ကဟာပြန်မိတာဖြစ်တဲ့တော့နောက်ကဟာကိုတစ်ခါပြန်လေ့လာရမယ်ချေပြောလို့သူများထက်တော့နှစ်ဆပို့ပေးရမယ်သူများထက်နှစ်ဆအချိန်ပို့ပေးရမယ်ပေါ့ဒီတနေ့မှာသူများကဒီပညာနဲ့ပတ်သက်ပြီးတော့၃နာရီလေ့လာရဆိုရင်ကိုက၆နာရီတော့အချိန်ပေးရမှာပေါ့နော်သူများထက်ပို့ပြီးတော့စူးစမ်းစူးစမ်းခြင်းနဲ့ ိတ်လဲပိုများရမယ်အချိန်လဲပိုပေးရမယ်အချေပြသဘောပေါက်ပြီလားဆိုချင်နှစ်ခုပြောသွားရဲအရှိကတစ်ခုလေအာကိုကတဘာတာပဲကြိုက်တယ်ဆိုတဘာတာပဲလေလာပါပဲကြိုက်ကြိုက်ပေါ့နော်ကိုကြိုက်တဲ့ဟာကိုပဲလို့ကိုကခလေးဝစ်တီးတတ်မဲ့ချုပ်ချင်နေသူကလုံးဝလူကြီးဝစ်တွေကိုအုံနောက်လဲရှုပ်တယ်လူကြီးတွေဆိုလို့ရှိရင်ကိုမလိမ့်လာတာနဲ့အစင်မပြေဘူးခလေးဝစ်ပဲသွားတယ်နဲ့ဆိုလို့ရှိရင်လေခလေးဝစ်ကိုပန်ပန်နိုင်နိုင်အဆုံးရအောင်လို့စိုက်မျိုးဆိုကိုကအဲ့ဒီပိုင်းမှာ လွှမ်းခြင်းအောင်လေ့လာလိုက်တက်လိုက်ဒါမှမဟုတ်ကိုကဘောင်းမီဆိုဘောင်းမီအင်းကြီးဆိုအင်းကြီးအပေါ်တတ်အနှွေးတဲ့ဆိုလဲအပေါ်တတ်အနှွေးတဲ့တစ်မျိုးတဲ့ဥပမာချက်ပြောတာသဘောပေါက်လားဟူကြီးဆိုဟူကြီးဥပမာပေါ့နော်အဲ့လိုမြန်မာဝတ်စုံဆိုလို့ရှိရင်တော့သူကပုံစံအမျိုးမျိုးလာတာ။အိုးမြန်မာဝတ်စုံမှာတော့ဘာသာတွေအများကြီး꿰တယ်။ပုံစံအမျိုးမျိုးလာတဲ့တပုံစံနဲ့နှစ်ပုံစံနဲ့ရရုံနဲ့မရဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်။ဒါကရှိကတပိုင်းတာကိုရွေးချယ်ခြင်းလဲဒါကိုပဲလုပ်။ခုနကအဲ့လိုမျိုးမဟုတ်ဘူးချဲလုံးဝအထက်ချုပ်ချင်တာ။ ကိုယ့်ရဲ့ဟိုညံကလည်းရှယ်ပြောလို့အရှိကတင်နောက်ကမိတာမျိုးလေးညံလေးနည်းနည်းထိုင်းတာဖြစ်တယ်ဆိုလို့ရှိရင်ရှယ်ပြောသူများထက်နှစ်ဆအချိန်ပိုပေးသူများကတရက်နေလာရဟာကိုကနှစ်ရက်ပေါ့ဟုတ်လားကိုကပို့ပြီးတော့ကြိုးစားအားထုတ်မှုတော့ပို့ပြီးတော့လိုလိမ့်မယ်ရှေးကဘာသာရေးဆက်ဆက်ပြီးတင်သွားဆိုကိုနောက်ကဟိုဘာသာတစ်ခုကြံလားနှစ်ခုကြံလားနောက်ကဟာလည်းပြန်လေးလားဒီနေ့မှာဘာသာရဲ့အစ်စ်တစ်ခုကိုချေတော့နှစ်နာရီလောက်လေ့လာလိုက်လို့အဆင်ပြေသွားပြီဆိုလို့ရှိရင်ကိုအရှိရတင်ခဲ့တဲ့ဟာပြန်မိသွားမှာဆိုလို့အဲ့ဒီဟာကိုလည်း တနာရီလောက်တော့ပြန်ပြီးတော့နှူးရတာပေါ့နော်ဟိုချေကိုစာကြက်တယ်လို့ပဲပေါ့အရှိရတပုတ်ကြက်ပြီးနောက်ကဟာပြန်နှူးရတယ်လို့ပဲပြန်လို့ရတာမျိုးရှိတယ်အဲ့တော့ကိုကြိုက်တဲ့အပိုင်းကိုသွားလို့ရတယ်ချေဒီလောက်ရှင်းပြလိုက်တဲ့ဆိုလို့ရှိရင်နားလည်းမလို့မျှော်လင့်ပါရဲ့ရှင်အဲ့တော့ချက်ကိုစချုပ်ပညာရနဲ့ပတ်သက်ပြီးတော့ဘာတွေလိုအပ်နေလဲကိုကဘာတွေခက်ခဲနေလဲဆိုတော့ comment အောက်မှာရေးသွားခဲ့ပေးပါချေကအစင် live video လေးနဲ့ပြန်ပြီးတော့အကြံဉာဏ်လေးတွေလုပ်ပေးပါမယ်ရှင်ဒီချေကတော့စချုပ်ပညာရနဲ့ပတ်သက်ပြီးတော့ ပဋ္ဌံပညာဌာနတွေပေးနေတဲ့ knowledge sharing တွေလုပ်ပေးနေတဲ့ channel တွေဖြစ်ပါတယ်ဒီ channel စီမှာသင်တန်းသက်ရှင်နေတဲ့ဒီ channel ရဲ့ပဋ္ဌံရရှင်နေဆိုလို့ရှိရင်တော့ဒီ channel က online class တွေလည်းရှိသလို အဲ့ချေရုပ်ပတ်တန်စာအုပ်ထုတ်ထားပေးရလဲရှိပါတယ်အသေးစိတ်ကိုတော့ချေပိုင်ပါအနေလာပြီးတော့စုံစမ်းလို့ရပါတယ်ချေဒီ TikTok မှာဆိုလို့ရှိရင်အပေါ်မှာပင်လေးတွေထောက်ပေးထားတယ်ပေါ့နော်စာအုပ်အကြောင်းတွေတော့တင်တဲ့တင်တဲ့အကြောင်းတွေပေါ့ချေပင်ထောက်ပြီးတော့ရှင်းပြပေးတဲ့ဗီဒီယိုလေးတွေရှိတယ်ဝင်ပြီးနားထောင်လို့ရပါတယ်ချေစီကအကြံဉာဏ်တွေရယူခြင်းလဲဆိုလို့ရှိရင်တော့ချေပိုင်ပါအနေလာပြီးမေးလို့ရပါတယ်ရှင်းချေဒီအောက်မှာပိုင်ပါဖုန်းနံပါတ်လေးချပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ channel ဥပါ